ဒါပေမဲ့ sports နဲ့ games เนี่ยဘာကွာလဲဆိုတော့ sports ကကြတော့ဒါတို့မျိုးရယ်ဆရာတို့တယောက်တည်းလှုပ်လို့ရတယ်။မှတယောက်တည်းလှုပ်တယ်ဆိုတာဆရာတို့ဥမာ sports မှာပြေးတာပေါ့။ဟောပြေးတာဆိုရင်ဒါတယောက်တည်းလေ့ကျင့်ခန်းလှုပ်လို့ရတယ်ပြေးလို့ရတယ်။ဟောနောက်ပြီးတော့နောက်တစ်ခုဘာရှိသေးလဲဆရာတို့စပိန်စီးတာ။ဟောစပိန်စီးတာဆိုလေတယောက်တည်းလှုပ်လို့ရတယ်လေဟုတ်တယ်မလားအားကစား။ဆိုတော့ဒါမျိုးတွေကြတော့ sports ပေါ့နော်ဆရာတို့ games ကြတော့ဘာဖြစ်သွားလဲဆိုတော့ game ကြတော့ဆရာတို့အားကစားပဲနော်ဒါပေမဲ့သူတို့ကကြတော့ game ကြတော့ဆရာတို့အုပ်စုလိုက်ကစားတဲ့ဥစ္စာတွေကိုဆရာတို့က ခေါ်တာနော်ဆိုတော့လူတစ်ယောက်တည်းပို့သွားတာပေါ့နော်လူနှစ်ယောက်ကစားတာပဲဖြစ်ဖြစ်အုပ်စုလိုက်ကစားတာပဲဖြစ်ဖြစ်ဆိုတော့ဥမာအဖြစ်သားတို့သမီးတို့ရဲ့ဇေယျတို့ဒီဘောလုံးကန်တယ်ဆိုပါဆိုနော်ဘောလုံးကန်တာသားတို့သမီးတို့မြင်ဘူးလားတော့မသိဘူးနော်သူကအုပ်စုလိုက်ကြီးနော်ကန်ရတာနော်ဖွဲ့နှစ်ဖွဲ့ဆိုတော့အဲ့ဒါမျိုးတွေကိုကြာတော့ဆရာတို့ကအုပ်စုလိုက်ကြီးကစားတာတွေကြာတော့ဆရာတို့ကဒါ games ဆိုပြီးတော့ဆရာတို့ကခေါ်တယ်เนาะဆိုတော့ဘာဖြစ်ဖြစ်ဆရာတို့ sports day games day เนาะဒီနှစ်ခုစလုံးကတော့အားကစားဆိုတဲ့အခါကြာတော့ဆရာတို့ရဲ့ကျမ်းမာရေးအတွက်အားကိုကောင်းတယ် တော့သားတို့သမီးတို့လည်းအားကစားတစ်ခုကတော့လုတ်ကိုလုတ်တင်တယ်ဆရာကြတော့အားကစားထဲမှာအကြိုက်ဆုံးကဆရာက sports team မှာဆိုရင်ရေကူးတာကိုအကြိုက်ဆုံးပဲเนาะဆိုတော့ရေကူးတာလုတ်တယ်ဆိုတော့သားတို့သမီးတို့လည်းเนาะ sports ဒီ games တွေเนาะတစ်ခုလုတ်ပေါ့เนาะအားအားကစားပေါ့ကျမ်းမာရေးကောင်းဆိုတော့ဆရာတို့ကဒီ lesson မှာเนาะ sports တွေထဲမှာဘာအားကစားတွေပါလဲเนาะ games တွေထဲမှာရောဘာတွေပါလဲဒါတွေကိုဆရာတို့ကတူတူလေ့လာဆိုတော့ဒီ sports တွေ games တွေထဲမှာ เนาะ sport ဆိုလဲအများကြီးရှိတာပေါ့ဟုတ်တယ်မလားเนาะ game ဆိုလဲဆရာတို့ကအများကြီးရှိတယ်ဆိုတော့အဲ့ဒီအများကြီးကိုဆရာတို့ကเนาะ sport စီ game စီအများကြီးကိုဆရာတို့က english လို့เนาะဘယ်လိုတွေခေါ်ကြမလဲဒါတွေကိုဆရာတို့ကဒီသင်ကားစာမှာလေ့လာမှာကဲဒါဆိုရင်ဆရာတို့ lesson 2မှာဆရာနဲ့တာရုသမီးတို့နဲ့အတူတူ sport စီ game စီအကြောင်းကိုလေ့လာကြမယ်ကဲတာရုသမီးတို့ရေဒါဆိုဒီတစ်ခါဆရာတို့ sport စီเนาะ basketball စီအများရှိမလဲဆိုတာကိုတာရုသမီးတို့နဲ့ဆရာနဲ့အတူတူကြည့်ကြအောင်ကဲ ါဆိုသားတို့ပြီးလို့ပုံလေးကိုကြည့်ပါဦးကဲအဲ့ဒါဘာလုပ်နေတာလဲဘာစပော့လို့ထင်လဲဟောအဲ့ဒါပြေးတာနော်ဆိုတော့ပြေးတာကိုကြတော့ဆရာတို့ကပြေးတဲ့စပော့ကိုကြတော့ဆရာတို့အင်္ဂလိပ်လိုဘလိုလေးခေါ်လဲနော်ပြေးတာကိုကြတော့ဆရာတို့က running လို့ခေါ်တယ်နော်သားတို့သမီးတို့ကဲဒါဆိုရင်သားတို့သမီးတို့ကြီးဆရာ running ကိုစာလုံးပေါင်းလေးပေါင်းပြမယ်နော်သားတို့သမီးတို့တေးတကြတာလေးလိုက်နာထောင်နော် R U N N I N G running R U N N I N G running ကဲเนาะဒါဆို running ကတော့ဒါဆရာတို့ကပြေးတာပေါ့เนาะဒါဆိုရင်သားတို့သမီးတို့သိသွားပြီကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုလေးကြည့်ကြအောင်ကဲသားတို့သမီးတို့ရေပုံလေးကိုကြည့်ပါဦးအဲ့ဒါဘာလုပ်နေရလဲသိကြလားခံမှန်းကြည့်ပါအေး Xbox ကိုကြတော့ဆရာတို့က judo လို့ခေါ်တယ်เนาะ judo ကကြတော့ तू ကတယောက်နဲ့တယောက်အပြိုင်နှပန်းတက်ပြီးတော့ဆိုတာမြေကြီးပေါ်လှဲချပလိုက်တာเนาะ အဲ့လိုမျိုး sport မျိုးသူကဂျူဒိုကကြတော့ဆိုတော့ဂျူဒိုကိုဆရာစာလုံးပေါင်းလေးပေါင်းပြမယ်ဒါတို့သမီးတို့เนาะဘယ်လိုစာလုံးပေါင်းပေါင်းမလဲဆိုတော့ J U D O ဂျူဒို J U D O ဂျူဒိုเนาะဒါဆိုဒါတို့သမီးတို့ရပြီเนาะဂျူဒိုဟုတ်ပြီเนาะကဲဒါဆိုရင်ဆရာတို့နောက်ထပ်အားကစားလေးတစ်ခုကြည့်ရအောင်နောက်ထပ် sports လေးတစ်ခုဗာရှိအောင်မလဲကြည့်ပါအောင်ဒါတို့သမီးတို့ရေပုံလေးကိုဩ तू ကဘာလုပ်နေရလဲစပိန်စီးနေတာเนาะ စပိန်စီးတာတတော်သမီးတော့စီးတတ်လားဇေယားတော့စပိန်စီးတာအရန်ကြိုက်တယ်စပိန်လည်းစီးတတ်တယ်နော်ဆိုတော့ဒီစပိန်စီးတဲ့အားကစားကိုကြတော့ဇေယားတို့ကအင်္ဂလိပ်လိုဘလိုလေးခေါ်ကြလဲစပိန်စီးတာကိုဇေယားတို့က cycling လို့ခေါ်တယ်ဟုတ်ပြီနော်ကဲတတော်သမီးတို့ရေဇေယား cycling ကိုစာလုံးပေါင်းလေးပေါင်းပြမယ်နော်တည်တည်ကြကြလေးလိုက်နာထောင်ပါ C Y C L I N G cycling ဟုတ်ပြီနော်နောက်တစ်ခါထပ်ပေါင်းပြမယ်နော်တတော်သမီးတို့တေချာနာထောင် C Y C L I N G cycling ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါတို့သမီးတို့ကအခုစပိန်စီးတာကိုဒါ cycling လို့ခေါ်ရဲဆိုတာကိုအခုဒါတို့သမီးတို့သိသွားကြပြီနော်ဒါဆိုရင်ဆရာတို့နောက်ထပ်အကစားနည်းလေးတစ်ခုကိုဆရာတို့ကြည့်ကြအောင်ဒါတို့သမီးတို့ရေပုံလေးကိုကြည့်လိုက်ပါကဲသူဘာလုပ်နေရလဲပုံထဲမှာ ကြည့်ပါဦးဟောလူမျိုးမြားကြီးပြစ်နေတာနော်မြားပြစ်နေတာဆိုတော့ဂျာတို့ကအေးမြားပြစ်တဲ့အားကစားကိုဒါတို့သမီးတို့ကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတာကိုသိလားခမန်းကြည့်ပါဦးမြားပြစ်တာကိုဆရာတို့ကအင်္ဂလိပ်လို artery လို့ခေါ်တယ်နော်ကဲဒါဆိုရင် artery ကိုဆရာဒါတို့သမီးတို့စာလုံးပေါင်းလေးပေါင်းပြမယ်ကွယ်ဒါတို့သမီးတို့တည်တည်ချာချာလေးလိုက်နာထောင်ပြီးလိုက်ပေါင်းကြည့်နော်ဆရာနဲ့တူ A R C H E R Y artery ဟုတ်ပြီနော် A R C H E R Y artery ကဲဒါဆိုရင်ဆရာတို့ကမြားပစ်တဲ့အကားစားကိုကြာတော့ artery လို့ခေါ်ရဆိုတာကိုဒါရုသမီးတို့ကသိသွားပြီကဲဒါဆိုဒါရုသမီးတို့ရေထပ်ပြီးတော့ဆရာတို့ကနောက်တအကားစားနီးလေးဘာရှိအောင်လဲကြည်ကြအောင်တူတူကြည်ပါအောင်ဒါရုသမီးတို့ရေပုံကိုဟော तू ကဘာလုပ်နေလဲဟာရေထဲမှာရေကူးနေတာနော်ဆိုတော့ဒါရုသမီးတို့ထဲမှာဟောဘယ်သူရေကူးတတ်လဲပြောပါအောင်ရေကူးတတ်တဲ့လူတွေရှိလား ရေကူးတာရောကြိုက်ကြလားเนาะဆရာကတော့ရေလဲကူးတတ်တယ်ရေကူးတာကိုလည်းကြိုက်တယ်ဘာလို့လဲဆိုတော့ဆရာတို့ရဲ့တမ်းမာရေးအတွက်ဒါအိုးကောင်းတယ်သူကရေကူးတာကဲဆိုတော့ဆရာတို့ကရေကူးတဲ့အားကစားကိုကြာတော့ English တို့ဘယ်လိုလေးခေါ်မလဲ swimming လို့ခေါ်ရနော်ဒါတို့သမီးတို့ swimming ကဲဒါဆိုရင်ဒါတို့သမီးတို့ရေဆရာ swimming ကိုစာလုံးပေါင်းလေးပေါင်းပြမယ်တေချာလေးလိုက်နှားထောင်ပြီးလိုက်ပေါင်းပါဆရာနဲ့ S W I M M I N G swimming ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်နော်တကြနာထာ S W I M M I N G swimming ကဲဒါဆိုရင်ဒါတို့တမီးတို့ရေနော်အခုဆိုရင်ဒါတို့တမီးတို့ဟာဒါ sports ကြီးအကြောင်းကိုဒါတို့သိသွားပြီကဲဒီတစ်ခါကျတော့ဆရာတို့က sports ပြီးသွားတော့ games games ရဲ့အကြောင်းကိုဆရာတို့ဟာထပ်ပြီးတော့သိကျင်တယ်နော်ဒါတို့တမီးတို့လည်းသိကျင်တယ်နော် games ဆိုတာဘာတွေလဲဆိုတော့ game ဆိုတာမျိုးကဆရာတို့က sports နဲ့မတူတာကသူက games ကာ ဆရာတို့အုပ်စုလိုက်ကစားရတဲ့ဥစ္စာမျိုးတွေပေါ့နော်ဆိုတော့အုပ်စုလိုက်ကစားရတဲ့အားကစားမျိုးတွေကြတော့ဆရာတို့ကသူက games တဲ့ပါသွားရောနော်ဆိုတော့တအားတို့သမီးတို့အုပ်စုလိုက်ကစားရတဲ့အားကစားတွေဘာတွေများတွေ့ဘူးလဲနော်တွေ့ဘူးကြမှာပါကြည့်ဒါဆိုရင်ပထမဆုံးဆရာတို့နော်ဒါအုပ်စုလိုက်ကစားရတဲ့ကစားနည်းတွေနော်နောက်ပြောရရင်ဆရာတို့တယောက်တစ်ပိုတဲ့အားကစားပေါ့နော်တော့တယောက်တစ်ပိုပို့ပြီးတော့ဒါကစားရတဲ့အားကစားမျိုးတွေကြတော့ဆရာတို့ကဒါ games တွေကိုသူတို့ကထည့်လိုက်တယ်ဆိုတော့ကဲပထမဆုံးတအားတို့သမီးတို့ပုံလေးကိုကြည့်ပါဦး तू ဘာလုပ်နေလဲဟောနော်ဒါဘောလုံးလေးကို तू ကဘောက basket လေးတွေကို तू ကပြစ်ထည့်နေဆိုတော့အဲ့ဒီအားကစားနည်းကိုကြတော့ဆရာတို့ကဘယ်လိုခေါ်လဲဆိုတော့ basketball လို့ခေါ်တော့ basketball ဟုတ်ပြီနော်ကဲဒါတို့သမီးတွေ basketball ကိုဆရာစာလုံးပေါင်းလေးပေါင်းပြမယ်ဒါတို့သမီးတွေကတိတိကျကျလေးလိုက်နာထောင်ပြီးတော့ဆရာနဲ့အတူတူလိုက်ပြီးတော့ပေါင်းပါ B A S K E T B A L L basketball ဟုတ်ပြီနော် B A S K E T B A L L basketball ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါတို့သမီးတို့က basketball ဆိုတာဘာလဲဆိုတာအခုသိသွားပြီကဲကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုလေးထပ်ကြည့်အောင်နောက်တစ်ခု games တဲမှာဘာတွေများပါနိုင်အောင်မလဲဒါတို့သမီးတို့ရေပုံလေးကိုကြည့်ပါဦးဟောသူဘာလုပ်နေလဲလက်ထဲမှာဟိုဘတ်တန်လေးရှိတယ်ဘတ်တန်လေးနဲ့သူကဘာကိုရိုက်နေလဲဘောလုံးကိုရိုက်နေနော် ဆိုတော့အဲ့ဗတ်တန်လေးနဲ့ဘောလုံးကိုရိုက်တဲ့အားကစားနည်းကိုကြာတော့ဆရာတို့ကဘယ်လိုခေါ်လဲနော်အဲ့ဒါကိုကြာတော့ဆရာတို့က tennis လို့ခေါ်တယ် tennis ဟုတ်ပြီနော်ဆိုတော့ tennis ကိုဆရာတို့ကစာလုံးပေါင်းဘယ်လိုပေါင်းကြမလဲဆရာနဲ့အတူဒါတို့သမီးတို့လိုက်ပေါင်းပါ T E N N I S tennis ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပေါင်းပြရမယ်နော်ဒါတို့သမီးတို့ T E N N I S tennis ကဲ okay. ဒါဆိုရင်ဇာရိုအဲ့ဒီအကစားနီးလေးကို tennis လို့ခေါ်ရဲဆိုတာကိုဒါတို့သမီးတို့အခုသိသွားပြီကဲဒါဆိုရင်ဇာရိုဒီကအုပ်စုလိုက်ကြီးကစားရတဲ့အကစားနီးလေးနောက်တစ်ခုကိုဇာရိုထပ်ကြည့်အောင်ဘာအကစားဖြစ်လဲဒါတို့သမီးတို့ရေပုံလေးကိုကြည့်ပါဟုတ်အဲ့ဒါတအားတို့သမီးတို့အားလုံးတွေ့ဘူးကြမယ်ထင်ပါတယ်နော်။ဘာလဲဆိုတော့ဘောလုံးကန်တာလေဘောလုံးကန်တဲ့အားကစားကြတော့ဆရာတို့ကအုပ်စုလိုက်ကြီးကစားရတာနော်။ဆိုတော့ဒီဘောလုံးကန်တဲ့အားကစားကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုလေးခေါ်မလဲ နော်ဘောလုံးကန်တာကြတော့ဆရာတို့ကအင်္ဂလိပ်လို football ဆိုပြီးတော့ခေါ်တယ်နော်ဒါတို့ပြီးတော့ကဲဒါဆိုရင်ဒါတို့သမီးတို့ရေးဆရာစာလုံးပေါင်းလေးပေါင်းပြမယ် football ကို F O O T B A L L football ဟုတ်ပြီနော်ဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်နော် F O O T B A L L football ဟုတ်ပြီနော်ဒါဆိုရင်ဘောလုံးကန်တာကို football လို့ခေါ်ရဲဆိုတာကိုဒါတို့သမီးတို့အခုသိသွားပြီကဲဒါဖြင့် ဆရာတို့နောက်အာခဇာနီလေးတစ်ခုကြည့်ရအောင်နော်နောက်အာခဇာနီလေးတစ်ခုဘာဖြစ်မလဲကဲသားတို့သမီးတို့ရေပုံလေးကိုကြည့်ပါဟောလူမြောက်ဘာလုပ်နေလဲအဲ့ဒါသူတို့ကြက်တောင်ရိုက်နေတာနော်လက်ထဲမှာပတ်တံလေးရင်းနဲ့နှစ်ယောက်ကြက်တောင်ရိုက်နေတာဆိုတော့ဆရာတို့အခုနဆောစောတုန်းကပြောခဲ့တဲ့ tennis ကကြတော့ तू ကဘောလုံးကိုရိုက်တာနော်ဒီတစ်ခါကျတော့ तू ကကြက်တောင်ရိုက်တာမတူဘူးဆိုတော့ကြက်တောင်ရိုက်တယ်ဆိုတာကိုဆရာတို့ကြက်တောင်ရိုက်တဲ့အာကစားနီကို English လို့ဘယ်လိုခေါ်လဲ เนาะဆရာတို့ကဘက်မင်တန်လို့ခေါ်เนาะဘယ်လိုခေါ်လဲဘက်မင်တန်ဟုတ်ပြီเนาะဆိုတော့ဆရာအဲ့ဒါဟိုဆရာဆာလုံးပေါင်းလေးပေါင်းပြမယ်ဒါတို့သမီးတို့ဒါတို့သမီးတို့ကတေးသေးချာချာလေးလိုက်နားထောင်ပြီးတော့ပေါင်းပါ B A D M I N T O N ဘက်မင်တန်ဟုတ်ပြီเนาะဆရာနောက်တစ်ခါထပ်ပေါင်းပြမယ်เนาะဒါတို့သမီးတို့နားထောင် B A D M I N T O N badminton okay တို့သမီးတို့ရေဆိုတော့ဒီနေ့သင်ခန်းစာလေးမှာတို့သမီးတို့ဟာဆရာနဲ့အတူတူ sports day အကြောင်းလေးသိသွားပြီ games day အကြောင်းလေးအကုန်သိသွားပြီเนาะနောက်ပြီးတော့ဒီ sports day games day ကို english လို့ဘယ်လိုခေါ်တာလဲဆိုတာလည်းတို့သမီးတို့ဟာအခုဒီသင်ခန်းစာမှာတွေ့သွားပြီသိသွားပြီဆိုတော့ဆရာတို့ကเนาะအကြောင်းမှလည်းပြန်ပြီးတော့တငယ်ချင်းတွေက နော်နော်မင်းရဲ့နော်အကြိုက်နှစ်သက်ဆုံး sports ကဘာလဲနော်မင်းရဲ့အကြိုက်နှစ်သက်ဆုံးအားကစားကဘာလဲအဲဆိုရင်သားတို့သမီးတို့ကပြန်ပြီးတော့ဟောငါအကြိုက်နှစ်သက်တဲ့အားကစားကတော့ cycling နော်ဒါမှမဟုတ်ငါအကြိုက်တဲ့အားကစားက basketball ဒါမှမဟုတ်ငါ tennis ကစားတာကြိုက်တယ် badminton ကစားတာကြိုက်တယ်နော်အဲ့လိုမျိုးလေးတွေပြန်ပြီးတော့တငယ်ချင်းအချင်းချင်းပြောတတ်မယ်ကဲ့ ဒါဆိုရင်တော့ဆရာတို့ဒီနေ့သင်ခန်းစာမှာတော့ sports တွေ games တွေအကြောင်းကိုဆရာတို့တော်တော်လေးနားလည်သွားပြီသိသွားပြီဘူးတူတာတွေလည်းအရင်ကြတာပဲကဲဒါဆိုရင်တအားတို့တပီတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာတွေမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်